စီရင်ဆိုင်ရာပေါကြားမှုရှိခဲ့ပေမယ့်မြို့သားလုံးချော်ရဲ့အကြံပေးပေါ်ယုံကြည်စေဟုထွန်းဆုံစင်ကနေဂရုချက်ကနဲ့စစ်စင်ရေးဆိုင်ရာဆွေးနွေးမှုအချက်အလက်တွေပေါကြားမှုရှိခဲ့ပေမယ့်ဟူဒီသဘုံတွေအပေါ်အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့သလိုစီရင်အပေါ်သစုံတရာတည်ရောက်မှုမရှိခဲ့ဘူးလို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကပြောဆိုခဲ့ကြောင်းမတ်လ25ရက်နေ့က NPC သတင်းဌာနမှဖော်ပြထားပါတယ် ဲ့ဒီအတွက်ဒေတာပေါက်ကြားမှုအလျှော့အရှင်းတွေရှိနေပေမဲ့လည်းအမျိုးသားလုံခြုံရေးအကြံပေး MyWall အပေါ်ယုံကြည်စိဖြစ်တယ်လို့ Track ကပြောကြားလာပါတယ်။လုံခြုံရေးအကြံပေးတန်ဝန်ထမ်းဆောင်တာနှစ်လပဲရှိသေးတဲ့ MyWall ဟာလူကောင်းတယောက်ဖြစ်တယ်လို့အခုဖြစ်ရကနေသင်ခန်းစာယူနိုင်မယ်လို့လည်း Donald Track ကပြောဆိုထားပါတယ်။ဟူဒီစစ်စင်ရေးနဲ့ပတ်သက်လို့ Signal Channel Group Chat တင်မှာဆွေးနွေးရမှာ။ဒါ Atlantic သတင်းမဂ္ဂဇင်း Editor ကျောက် Jeffrey Kobach ကို မိုင်ဝေါ်ကအမှားယွင်းဖိတ်ခေါ်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။အမေရိကန်သတင်းအများစုမှာတော့အဆိုပါ group chat တင်ကိုအဓိကဖန်တီးသူဟာကာကွယ်ရေးဝန်ကြီးပေဟက်ဆတ်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဆိုပါ group chat တင်ဆွေးနွေးပွဲမှာဒေါနယ်ထရန့်ရဲ့အရှိအလေပိုင်းနဲ့ရုရှားနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်စတီဗီကောလည်းပါဝင်ခဲ့ပြီးဆွေးနွေးပွဲလုံးနေချိန်မှာဝီကောဟန်မော်စကိုမြို့တော်မှာရှိနေတယ်လို့အမေရိကန်သတင်းတွေကဖော်ပြထားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။